ิวกาเซียအိမ်ဝင်နောက်ဆုံး6ပြည်စုံအနိုင်ရထားတဲ့အတင်းဆိုတော့ခြေစုံကတော့ဒါပြောစရာမရှိတဲ့အခြေအနေပြီးခဲ့တဲ့ဘက်ကောင်ဆိုရင်ကျွန်တော်တို့ပြောရင်အပ်ပြည့်ရတဲ့အေဗာတန်ကဒါဆိုအစိုးဆုံးမွေးကန်ကစားရတဲ့ဆောင်လက်ရှိအနေကပြန်ကြည့်မယ်ဆိုရင်အေဗာတန်ဖော်မှာနင်းတက်ဆေရနည်းနည်းခြေပြက်ဖို့တော့ခက်တယ်ဆိုပေမဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့တော့ဒူကာဆယ်နဲ့အေဗာတန်အသင်းပွဲစဉ်ရှိပါတယ်အေဗာတန်အသင်းတို့ကတော့ဒီ final ပွဲစဉ်ဟာအမအရေးတော့မကြီးတော့ပါဘူးเนาะဒေးဗစ်ဒါတခုပဲဟိုဒေးဗစ်မိုရက်စ်ကဒါအဝေးကွင်းနောက်ဆုံး၃ပွဲမှာတော့သူ၂ပွဲအနိုင်ထားတယ်ရလက်ကိုတော့ခံပြီးပေးထားနိုင်တယ်အေဗာတန်ကိုတစ်ဖက်မှာဒူကာဆယ်ကတော့ဒါပြီးခဲ့တဲ့ပွဲအာဆင်နယ်ကို1-0နဲ့ရှုံးလိုက်တဲ့ရှုံးလိုက်ပေမဲ့လို့ဒါအဆင့်၅နေရာမှာရက်တည်ဖို့တော့ကတော့မျှော်လင့်ချက်ကတော့ခိုင်မာနေသေးပဲပေါ့เนาะဒီချယ်ဆီတို့ဖီလာတို့နဲ့ 66မှာရမှတ်ချင်းတူသူရက်တည်နေတဲ့အတော်ကြောင့်ပေါ့နော်ဒီပွဲစဉ်ကတော့သူ့ပွဲပွဲနိုင်လိုက်တယ်ဆိုရင်တော့ဒါတော်တော်နေသားကောင်းသွားမယ်အလေးဒါပြီးရင်လက်ရှိမှာလည်းနယူကာဆယ်ကအိမ်ဝင်နောက်ဆုံး6ပွဲစုံအနိုင်ရတာလည်းအတင်းဆိုတော့ခြေစုံကတော့ဒါပြောစရာမရှိတဲ့တည်ချင်းအင်းချင်းမျိုးရှိတယ်ပေါ့နော်အဲ့တော့ဆရာလို့နေတဲ့အဲ့ဒီပွဲစဉ်မှာတော့နယူကာဆယ်အနိုင်ယူမလားပေါ့နော်နိုင်ဖို့တော့များပြီမကြည့်ရလဲနည်းနည်းရှိနေတာလည်းရှိတော့အဲ့ဒီအတွက်ဆရာရဲ့အမြင်လေးတစ်ချက်တော့ပြောပါဦး Everton က အော်ပြီးခဲ့တဲ့ဘက်ကောင်ဆိုရင်ကျွန်တော်တို့ကအရင်အောက်ပြည့်ရတဲ့ Everton ကဒါဆိုအစောဆုံးမွေးကန်ကစားရတဲ့ဆောင်။အတူကိုပြက်နိုင်ပွဲကို2-0နဲ့ပေါ်ဆောင်သွားပြီနော်။ဟုတ်ဆောင်းတယ်ဗျာ။အဲ့ပါအသာသူတို့ရဲ့ဒီ Goodison Park ကိုသူတို့ကရွှေ့ပြီးတော့ Queen တကြီးကိုပြောင်းအောင်လုပ်နောက်ဆုံးပွဲမှာဟာ။ပွဲဥပြီးတော့ဗျာကျွန်တော်ကအဲ့ပွဲပြီးသွားတော့မှကျွန်တော်မှဟိုတန်ဟန်သူတွေကမတင်နေနိုင်ပဲစက်ကြည့်နေတာပေါ့။ ဆက်ကြည့်တော့ DY တွေနဲ့အာအကုန်လုံးသူအောင်ဝဲခံတာ A1 ပြိတ္တတွေအခြေအနေအောင်ဝဲခံငါတို့ Goodison ဘက်ကိုနှုတ်ဆက်ပြီးဒီဒီပွဲအောင် Goodison ဘက်ကဒါ Goodbye ပွဲပွဲပေါ့နော်အဲ့လိုနှုတ်ဆက်ပြီးတော့တကယ်ကိုကြံပြီးပြိတ္တတွေလည်းအားလုံးပြုတ်သွားကျွန်တော်တို့ဒီအာရှလူတွေတော်မှဟိုဘောလုံးပဲရေခုံတဲ့လူတွေတော်မှပြိုသွားတယ်ဗျာအပြိုတွေပေါ့သူကပြေးသွားတယ်ဘုံပြက်နိုင်ပွဲကိုဖော်ဆောင်သွားတယ်အဲ့ဒီပွဲမှာကြည့်ပြီဆိုရင် တကယ်တမ်းကြရင်တော့ everyday ရဲ့ကစားအားအဲ့လိုမကောင်းမကောင်းဗတူတာတူးစီလို့လည်းနိုင်သွားတာတကယ် pitfall ကဟိုပြိုင်ပြီးကနေမှ pitfall တော့မကယ်ကျွန်တော်တို့ခါရောက်သွားတယ်အဲ့လိုအခြေအနေမျိုးတော့တွေ့ရ everyday နောက်တန်းမတင်ကြီးဘူးเนาะဒါဟိုဘက်ကအတင်းကတော်တော်ညံ့နေလို့ဟုတ်တယ်အဲ့လိုအခြေအနေရှိအခုကဒီယူကာဆယ်ရောကြတော့ဟိုချန်ပီယံလိဝင်ခွင့်အတွက်ကို तू ကအခုချယ်ဆီဗီလာအဒီကိုအခုလုံးနဲ့ပြိုင်နေရတဲ့အခြေအနေမှာ ။ तू ကံအားတော့ तू ကအားဆိုင် तू ကံအားတော့ယူကဆယ်။ယူကဆယ်ကံအားတော့မချင်နေပါ။ Everton ကပြောင်းဝဲရှင်ဝဲပြီးအပြီးမှ तू ပြန်လာကစားရမယ်အချိန်နေနဲ့ဆိုကျွန်တော်တော့နယူကဆယ်ပဲကျွန်တော်တော့အားပေးခြင်းဆန်ဆန်ရေ။ဟုတ်အဲ့ဆိုဆရာရဲ့နေတာ။ဒေးချက်ကြည့်ရအောင်။ဒေးအဲ့တော့ဒေးတော့ဆရာရဲ့ဟိုကယူကဆယ်က1 note တရားပေါ့နော်ဘိုးဘောင်းတော့၃နှုတ်20ဆိုပြီးဖွင့်ထားတယ်ဟုတ်ဒါတော့မှန်ပြောရလို့ရှင်ချယ်ဆီကိုလီဗာပူးလို့ချက်ပို့ပြီးတော့ပေးထားရတယ်ဟုတ်ဟာဒီမှာပဲဒါသူအိမ်ကမှဘေးနဲ့မြင့်နဲ့ပွဲပြီးမူတယ်မှာခဲလို့ရတယ်အဲဘာလဲလို့ဝင်းဝင်းရှစ်ပွဲတဲ့နောက်တော့ဝင်းဝင်းရှစ်ပွဲတဲ့ဒီကြမကြသေးရဲ့အသေးကိုဒီသေးတဲ့ဖွင့်ထားတယ်ဝင်းဝင်းရှစ်ပွဲတော့အောင်သိလို့ကြောင်းဟုတ်တယ်တော်တော်ထူးကြတယ်တော်တော်ရဲရင်နဲ့ဘေးနဲ့မြင့်ပါဟုတ်လက်ရှိအနေကပြန်ကြည့်မယ်ပြန်တော့အဲဘာလဲဖော်မှာ name တက်ဆယ်ရနည်းနည်းချိန်ပြတ်ဖို့တော့ခက်တယ်ဆိုပေမဲ့ဘေးရတော်တော်လေးမာနေတာသတိရတယ် ကျွန်တော်ဒီဘွဲတက်မှာဟိုနေယူကစက်ကိုပဲအားပေးသေးတယ်ဟိုပြောမယ်ဆိုပြန်ညာတိသိန်းနေမှာကျွန်တော်မြင်ရမှာကဟိုအမတ်လိုအပ်ချက်ရှိတဲ့အသင်းတွေကဟိုဒီနဲ့မြင်နေမြင်တာရှိရပြားတော့အားလုံးဒီဂျစ်တယ်ဒါကြောင့်ပဲဟိုဒီပေါ်ကဒီအပေါ်မှာပေါ့နော်ကျွန်တော်ဘယ်အသင်းကအများကိုးပြတ်ပါမလဲဆိုတာမပြန်ပြရအောင်နော်တစ်ဖက်လက်ရှိနေတာဆိုရင်နေယူကစက်အနေနဲ့အိမ်ဝင်းမှာတော့ဟိုအနိုင်နေကြတယ်ဒါပေမဲ့ကိုးပြတ်မပြတ်ကြည့်ရမယ်အခိုက်အတန့်မျိုးတွေ့နေမယ်တစ်ဖက်ကအဝေးဝဲရှစ်ပွဲသက်သောက်တင်ကြေးရောက်လာတဲ့အသင်းကို အဲ့ပါတယ်ဝမ်ဘက်ဖက်ဟိုနယူကတဲ့ဝမ်ဘက်ဖက်ဝင်ယူတော့မာရီတို့ခံလာမိတယ်ကျွန်တော်နယူကတဲ့တဲ့ဟုတ်ကဲ့ကြာနေတော့ဒီအာရှကြီးရအာရှကြီးရပြောဟိုဘယ်လိုပြောမလဲဆိုတော့ဟိုနယူကစင်နေမလားပါမနေမလားဒါပဲစဉ်းစားမယ်တော်ဟုတ်နယူကစင်နေမလားအေဗာနာတော့ကျွန်တော်တို့မနေရဘူးကွာဒါပေမဲ့အေဗာနာလည်းဟိုမကံလာဘူးလို့လည်းပြောလို့လည်းမရဘူးမရဘူးဟုတ်ဒါပေမဲ့ကံလာမယ်ဆိုရင်တော့မတကယ်ကံရတာကအေဗာနာတကယ်ကံမယ်နယူကာဆယ်လည်းတကယ်ကံမယ်အဲတော့အေဗာနာက နူကာဆယ်ကိုလှန်လိုက်ပေါ့မလှန်နိုင်တော့ဘူးကျွန်တော်မြင်ဒီဘွဲမှာ issus ဂျိုလင်နာတော့တကြမမပေါ်ဘူးဗျာ issus တော့ဘာလို့ပြန်ပါလာနိုင်တယ်ပြန်ပါလာနိုင်ပြီးတော့အိမ်ဝင်းမှာအောက်ကုန်ဖိပြီးတော့သူတို့ရဲ့ကြောင်ဘယ်လိုပြောရမလဲဟိုလိပလာလေသူတို့ကရောက်လာတယ်အတင်းဗျာဟုတ်ချန်ပီယံလိမှာရောက်ရင်သူတို့ကတကယ်ထီပေါက်တာပေါ့တကယ်ဟိုသူတို့ဒီရာဒီရာအောင်မြင်ဆုံးရာဒီလေဟုတ်အဲအဲဒီဟောင်းလက်ထက်မှာအောင်မြင်ဆုံးရာဒီဖြစ်သွားပလာလဲရောက်မယ်ချန်ပီယံလိဝင်ဝင်လဲရောက်ဒီဘွဲ့နိုင်ငံနဲ့ ဒီကတော့တေချောင်းခြံရည်ဝင်ဝင်ရအောင်ဟိုဘက်မှာဆယ်စီးတော့ဘလော့ဝင်နိုင်တယ်ဆိုတော့အဲ့ဒီနေရာကြီးရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ကလူကဆယ်ပဲအောင်ပေးတယ်နယူကာဆယ်နဲ့ကျွန်တော်တို့ဒီတနင်္ဂနွေညနောက်ပွဲပွဲစဉ်တစ်ပွဲပြနယူကာဆယ်နဲ့အေဗာတန်အတင်းပွဲစဉ်ကခုနဆရာတို့ဖက်ဖက်ကသုံးသပ်သွားတဲ့တိုင်းမှာနယူကာဆယ်ကလည်းဟိုအိမ်ဝင်ဖောင်ရမ်းကောင်းနေတဲ့အခြေအနေနဲ့အနောက်ကလည်းလိုအပ်ချက်ရှိနေတဲ့အခြေအနေမျိုးမှာအေဗာတန်အဝေးဝင်းကြီးအောင်များနေတော့ညာလဲ ဒီလိုပွဲစဉ်မျိုးမှာအာရှကြီးပြင်းထန်မှုအရာအဖက်ဖက်ပွဲစဉ်ကနော်ရှင်ပွဲစဉ်ကတော့ပွဲစဉ်မအောင်ထင်တယ်ဆိုတော့သုံးသက်ချက်အမြင်တွေပါထည့်ပြီးတွေးလိုက်ရင်တော့ကျွန်တော်တို့နယူကာဆယ်ကိုလည်းရွေးချယ်လိုက်ပါမယ်